ငလင်ဘေးအတွက်ပြည်ပနိုင်ငံတွေစီကဒေါ်လာတန်း၁၀ကြီးပမာဏအပြင်ပြည်တွင်းခရိုနီတွေစီကကျပ်116ဘီလီယံကျော်အလွန်ငွေရထားတဲ့စစ်ကောင်စီကငလင်တန်းကြောင့်ထိခိုက်ပိတ်ဆုံးသူတွေကိုတဦးကျပ်30သိန်းစီထောက်ပံ့ပေးမယ်လို့ပြောတဲ့ပုံပြည်သူတွေကဝေဖန်နေပါတယ်ဆက်စစ်ကြမ်းဖက်မင်းအောင်လှိုင်အုပ်စုရဲ့အထမအာနာတိမ်ပြီးသူတို့တကူစီးပွားနဲ့စစ်ဘိုလ်ချုပ်တစုကိုကျိုးစီးပွားအတွက်ပဲဆက်လက်နေပစ္စည်းတွေကိုအစမတန်ဝယ်ယူဆူဆောင် ြည်သူလူထုနဲ့တော်လိုင်းအင်အားစုကိုနှင်းနှင်းသက်သက်ဖို့ပဲသူတို့စူးစမ်းခဲ့ပြီးတော့ပြည်သူလူထုအတွက်ကြုံလာနိုင်ခြင်းရှိတဲ့သဘောဘေးအန္တရာယ်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့တွေကယ်ဆယ်ဖို့တွေထူထောင်ဖို့တွေလုံးလုံးအစီအစဉ်မရှိပဲနဲ့အချင်းကြီးကဘာပဲဖြစ်လာဖြစ်လာဥဆောင်မလို့မရှိဘူးဥဆောင်နေတဲ့အစိုးရလည်းမရှိဘူးဥဆောင်နေတဲ့အဖွဲ့အစည်းလည်းမရှိဘူး guideline လည်းမရှိဘူးဒါပြီးရင်ဘာလုပ်ရမလဲဆိုတာကိုလည်းဘယ်သူမှမသိဘူးတိတဲ့လူတွေကလည်းမကူနိုင်ဘူးဒီအစိုးရကိုအားကိုးနေသူတွေကျွန်တော်တို့ဒီအစိုးရရှိနေသူကျွန်တော်တို့လူမျိုးတွေဒီလိုပဲဖြစ်နေတယ် ဟေးယိုချပလီတဲ့ဂျီမာလဝဲမင်္ဂလာပါဂျက်ဆူလိုဆိုင်ကနေစစ်ခွေးတွေမတာပေါ်တော့တည်ရင်ကောင်းလေးတွေနဲ့ပြန်လေကျွတ်ဆော်လိုက်ပါတယ်ခုဂျက်စတန်ဆက်ပြီးမဲ့တို့တည်ရင်လေးတွေကအပယ်ခုနှစ်ရက်နေမှရှိရနေမနဲ့ပိုင်းထီအာရရှိထားတဲ့စစ်ခွေးတွေမတာပေါ်တော့တည်ရင်ကောင်းလေးတွေရဲ့ပြီးတော့နောက်မှာ spring မှာ spring liberation မှာတန်ဆက်ပြီးတည်ရင်လေးတွေရဲ့ပြီးတော့အာ ဘူဂျင်းနီမူဇင်နဲ့ကိုဘူဘူကျော်တဲဆက်ပြီးတော့တရင်လေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်။ဟော်ဘီထောင်းဆန်တိုက်ဂျက်စ်နဲ့တို့ဆောင်တွေလိုက်ပါကြည့်စုပ်ပတ်တဲ့ဖိတ်ခေါ်ပါတယ်။ကဲဟော်ဘီဆက်လိုက်ကြအောင် Let's go ။ဘရောဆိုတဲ့တရင်တပေါ်အနေနဲ့မြန်မာနိုင်ငံတဝဲအပလာခုနှစ်ရက်နေရရှိထားတော့ချက်လက်များစစ်ကောင်စစ်တပ်ဖွဲ့ဝင်လေးဆက်စစ်အိုတီဆောင်ကြောင့်ပြည်သူ့ကကိုယ်တပ်ဖွဲ့ဝင်တွေထုတ်ပြန်ချက်နဲ့ပြောဆိုချက်များသိရှိရပါတယ်။ကောင်းမကောင်းပြီးတော့ရန်ကုန်တိုင်းတိုက်ချင်းမြို့ရှိစစ်ကောင်စီအမတ်စက်တစ်ကကွယ်ရေးပစ္စည်း စေယုံကပါစကစတိကိုဒရုန်းဖြင့်ပိခတ်တိုက်ခိုက်ခဲ့ရတွင်စစ်တပ်ဖက်မှ9အိုးမတာပေါ်သွားပြီးစစ်ချောင်းကိုတိုင်ရန်ရရှိခဲ့တယ်လို့သိရပါလေ။ကောင်းမှကောင်းပြီးတော့နေသားလီတိုင်းကော်တောင်းမြို့နယ်တွင်ထိုင်းနိုင်ငံမှမြန်မာနိုင်ငံတို့ပြန်လည်ပို့ဆောင်စဉ်စစ်မှုထမ်းအပတ်စဉ်စစ်တပ်အတွက်တပ်သားတစ်ဆူဆောင်းခံရသူတအိုးအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ကောင်းမှကောင်းပြီးတော့ဘကိုးတိုင်း တောင်ငူခရိုင်စစ်တောင်မစ်စီချန်ကိုစစ်ကြောင်းထိုးလာဒီအကြောင်းဖက်စစ်တပ်ကိုကြားဖြင်းတိုက်ခိုက်ရာစစ်တပ်ဖက်မှစစ်အုပ်မတာပေါ်တော်တယ်လို့သိရှိရပါတယ်။ကောင်းမှကောင်းပြီးတော့မန္တလေးတိုင်းငါသားအယောက်မျိုးတွင်အကြောင်းဖက်စစ်တပ်အတွက် အလုတ်လုတ်ပြီးနေတော့အောင်စုကိုပြစ်ခတ်တိုက်ခိုက်ရနီပြစ်ခတ်တိုက်ခိုက်ရနီရတွင်တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ကောင်းလိုက်တဲ့တင်ပြီးတော့မကွေးတိုင်းစလင်းမြို့နယ်တငောင်ဒတ်အားခွဲယုံ၌အထိုင် ချသက်ဆွဲထားသောစစ်သားများကိုတိုက်ခိုက်ခဲ့ရန်ဓာအားခွဲယုံမူအရာစီနှအိုးအပါဝင်စစ်သား32နှစ်အိုးမတော်ပေါ်သွားတယ်လို့သိရှိရပါတယ်အမလီကောင်းမကောင်းနော်ဝန်တားလိုက်တာ ပြီးတော့ကချင်နယ်ဆက်စကိုင်းတိုင်းအင်တော်မြို့မန်လေးဆရာတော် KIA PDF ပူပေါင်းတပ်ဖွဲ့များက Apple 9ရဲ့နေ့အပိတသိမ့်ပိုက်ရှင်းလင်းပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်ကောင်းမကောင်းနော် ပြီးတော့နောက်တစ်ခုရှိသေးတယ်ဖလားမျိုးရှိတခုသေးသောလက်ကျန်စစ်ခွဲစခန်းခလာယာ968ကိုချင်းငင်တော်နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့များမှ Apple ခொနေရဲ့နိမနေပိုင်းတိမ်ပိုင်ရရှိခဲ့ကြောင်းသိရှိရပါတယ်ကောင်းမှကောင်းပြီးတော့ကချင်းပြည်နယ်တတိုင်းမြို့တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖက်မှဘူဝင်းမိုးကျော် ခွေးဒီဝဒီမတာပေါ်တော့ကြောင်းတရှိရပါတယ်ကောင်းမှကောင်းเนาะစစ်ခွေးဒီမတာပေါ်တော့တဲ့ကောင်းလေးတွေကတော့เนาะဒီလောက်ပါပဲကဲကျွန်တော်ဆက်လက်ပြီးမှာเนาะအာ people spring မှာ then ဆက်ပြီးတဲ့ then list ကြည့်လိုက်ကြအောင်ငလင်ဘေးအတွက်ပြည်ပနိုင်ငံတွေစီကဒေါ်လာသန်း10ချီပမာဏအပြင်ပြည်တွင်းခရိုနီတွေစီက7136ဘီလီယံကျော်အလွန်ငွေရထားတဲ့စစ်ကောင်စီကငလင်တန်းကြောက်ထိခိုက်ပိတ်ဆုံးသူတွေကို တဦးကျက်ဆယ်သိန်းစီထောက်ပံ့ပေးမယ်လို့ပြောတဲ့ပေါ်ပြည်သူတွေကဝေဖန်နေပါတယ်။နေပြည်တော်မှာဧပြီ5ရက်ကပြုလုပ်တဲ့စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာအာဏာသိမ်းကောင်းဆောင်မင်းအောင်လှိုင်ကဒေသုံးသူတွေအတွက်တဦးကိုကျက်ဆယ်သိန်းစီနဲ့နေအိမ်တွေအတွက်ပျက်စီးမှုပေါ်မူတည်ပြီးထောက်ပံ့ပေးမယ်လို့ပြောဆိုခဲ့တာပါ။ငလင်ကြောင့်တိဆုံသူက3354ဦးရှိပြီလို့စစ်ကောင်စီကဧပြီ5ရက်ညမှာထုတ်ပြန်ထားပါတယ်။ ဒါကြောင့်မလို့သေဆုံးသူတယောက်ကို10သိန်းပေးမယ်ဆိုရင်စုစုပေါင်းကျပ်3.5ဘီလီယံကျော်သာရှိပါတယ်။ငလင်ပေးတဲ့ပြည်သူတွေအတွက်အလှငွေလက်ခံပွဲကိုနေပြည်တော်မှာဧပြီ1ရက်နေ့ကပြုလုပ်ခဲ့ရမှာစီးပွားရေးလုပ်ငန်းရှင်ခရိုနီရီစီကနေအလှငွေကျပ်104.44ဘီလီယံနဲ့အလှူပစ္စည်းတန်ဖိုးကျပ်12.4ဘီလီယံခန့်ရခဲ့တယ်လို့စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဖော်ပြထားပါတယ်။သို့တော့ငလင်ပေးတဲ့သူတွေကရေးပေါ်ကဲဆယ်ရေးအကူအညီတွေလိုနေပေမဲ့ ာဏာသိမ်းစစ်ကောင်စီစီကနေထိရောက်တဲ့ကူညီမှုမရဘူးလို့ငလင်ဘေးကြုံခဲ့ရတဲ့ဒေသခံတွေကပြောပါရရှင်။အဲ့ဒီပိုက်ဆံတွေနော်သူတရုတ်အကြွေးတွေဆက်သွားတာတရုတ်တရုတ်ပြည်မှာနော်တရုတ်နိုင်ငံမှာတင်တဲ့အကြွေးတွေဆက်သွားတာလေ။အဲ့တော့ကြောင့်ငါတို့ပြည်သူတွေလက်မကျေးနိုင်တာပါနားလည်ပြီးပါเนาะဒီကောင်ကအကျွေးရမ်းမြလို့တိလာကဲဆက်လက်ပြီးမှကျွန်တော်တို့เนาะဘူကျင်းနေမှုရှင်တင်ဆက်ပြီးတော့တရင်လေးစစ်ကြည့်လိုက်ကြအောင်เนาะ တာလှပတဲ့သဘောတရားစရာတွေနဲ့အလုံးနှီးပါပြည့်စုံတဲ့ကျွန်တော်တို့အမိမြမပြည်ကြီးဟာဒီကနေ့2025ခုနှစ်ဧပြီလရမပတ်တော်တဲ့မှာတော့စိုးဝါကြမ်းတမ်းခက်ခဲတဲ့အခြေအနေတွေကိုအလုံးကပဲပေါင်းစုံကရင်ဆိုင်ဖြတ်ကျော်နေရပါတယ်ပဲပေါင်းစုံဆိုတဲ့နေရာမှာပြည်သူလူထုနောက်တစ်ခါတော်လိုင်းရေးအင်အားစုပြီးရင်အကြမ်းဖက်ဖိနှိပ်အုပ်ချုပ်ခြင်းနဲ့စစ်ကောင်စီအင်အားစုပေါ့သုံးခုရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီကနေ့ဖြစ်နေတဲ့အခြေအနေတွေ ျွန်တော်အချမ်းပြင်းသုံးသပ်ပြချင်ပါတယ်။အခုဆိုရင်ဒီ Masla Masla 20နဲ့ရှေ့နေရာဖြစ်ပွားခဲ့တဲ့9.9 register scale ရှိတဲ့ငလင်ကြီးကြောင့်အခုဆိုရင်နေပြည်တော်မှာရှိတဲ့ဖက်စစ်အုပ်ချုပ်ရေးရန်နေရာကြီးရဲ့80ရာခိုင်နှုန်းကျော်ဟာလုံးဝပြိုကျပျက်စီးသွားတယ်။အုပ်ချုပ်ရေးရန်နေရာကြီးတခုလုံးရပ်တန့်နေပါဖြစ်နေတယ်။ဆက်သွေးကွင်းတွေကအများအများပြတ်တော့ကုန်ပြီးတော့အခုဆိုရင် main online နဲ့ဖက်စစ်အကြမ်းဖက်အုပ်စုဟာ အတော်ဖြိုဖျဲနဲ့လဲပတ်နေရတဲ့အခြေအနေဖြစ်ပါတယ်ဒီကြားထဲမှာပြည်သူလူထုအနေနဲ့စကိုင်းမန္တလေးပြီးပြီးတော့ပျော်ပွဲတောင်ငူဒီပြည့်ရီကျော်ကြီးစကိုင်းဖောက်ပြည့်ရီကျော်ကြီးတခြားမှာ excuse me ရှိနေတဲ့ပြည်သူလူထုတွေရဲ့တဝိုးရင်စီစီအနေနဲ့တိုက်တာပိုင်ဆိုင်မှုတွေဟာလည်းပဲအများအများပျက်စီးခဲ့ပြီးအခုတတိစတိုက်ဆိုသလိုနောက်ဆက်တော့လုတ်ခလာတဲ့မလင်းအန်နေတွေကြောင့်ပျက်စီးနေတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့အခုဖြစ်ပေါ်ခဲ့တဲ့သဘောဘေးအန္တရာယ်ကြီးကိုကျွန်တော်တို့ဟိုဒီလူလုတ် ာနာရှင်ကပ်ဘေးရန်နေရာကြောင့်ပုံမှုပျက်စီးစေခဲ့တဲ့အကြောင်းကိုကျွန်တော်နှန့်ရှင်သုံးသပ်ပြချင်ပါတယ်။ဥပမာအနေနဲ့ပြောရရင်2009ခုနှစ်ကျွန်တော်အာဒီအခုအမြန်လန်းအဲ့ဒီကာလကစတင်ဆောက်လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။အမြန်လန်းဒီတောင်ငူနဲ့ပျော်ပွဲတောင်ငူနဲ့ဖြူပဝင်းကျင်သားလေးကအမြန်လန်းနေဆောက်လုပ်နေတဲ့ရန်နေရာကို2009ခုနှစ်တုန်းကကျွန်တော်ရောက်ရှိခဲ့ပါတယ်။မိတ်ဆွေတယောက်ရဲ့အကူအညီနဲ့တောင်ရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။အဲ့ကာလမှာဘဒုတိစီးပွားအရင်ဖြစ်နေလဲဆိုတော့ဒီအမြန်လန်း ကွန်ကရစ်လမ်းခင်းတဲ့နေရာမှာပါဝင်ထည့်သွင်းအသုံးပြုရမယ့်ဒီငါးမူးတန်တန်ချောင်းတွေကိုပေါ့အဲ့ဒီမောင်ခိုကုန်တယ်တွေကဒီ GE တက်တွေရှိရနေပြီးတော့ခိုးဝယ်တာပေါ့ညာဘက်ကိုကားရင်းလာခိုးဝယ်ဆိုပြီးတော့ဝယ်ကြတာအဲ့တော့ GE တက်ကဘာဖြစ်လဲအဲ့တန်ချောင်းတွေကိုအမြန်လမ်းခင်းရမှာအသုံးပြုရမယ့်တန်ချောင်းတွေကိုအပြင်ကိုတခိုးစင်းနဲ့ရောင်းထုတ်တယ်ပြီးတော့အမြန်လမ်းခင်းတဲ့နေရာမှာဝါးတွေတုံးမဟုတ်ဘာမှမထည့်ပဲသူတို့ခင်းကြတယ် အညာဘက်တွေမှာကျွန်တော်သွားတွေ့ခဲ့တာအဲ့တော့အဲ2009ခုနှစ်ကအမြန်လိုင်းဖောက်လို့စင်ကအားလုံးနီးနီးဟာအပြိုင်သူခိုးခဲ့ကြတဲ့အချိန်ပြီးတော့အဲ့ဒီအချိန်မှာပဲပဲနီးပြီးတော့ဆိုတဲ့အဆောက်အုံတွေကိုအပြိုင်ဆိုင်တင်တာပေးပြီးတော့အစိုးစုကသူ့ရဲ့ဘလဲနံပါတ်တင်တယ်သူတို့သားသမီးတွေရဲ့ကုမ္ပဏီတွေကိုပဲလက်ဝေကန်ချပေးပြီးတော့ဆောက်လုပ်ခဲ့ရတယ်ဒီလိုပဲနီးပညာရခိုးလို့ရတာအကုန်အပြိုင်သူခိုးခဲ့ကြတဲ့အဆောက်အုံတွေဖြစ်တယ်ဒါကြောင့်မလို့ခုအမြန်လိုင်းနေအပိုင်ပိုင်ပြတ်တောက်ပြုတ်ပြူကြတာရုံးအဆောက်အုံတွေ ပြိုကြတာပေါ့ပြိုကြတဲ့ထဲမှာတော့အတိတ်နမိတ်တို့လည်းပြောရင်ပြောရမှာပေါ့အခုလွတ်တော်အဆောက်အအုံကြီးဆိုလို့ရှိရင်သူ့ရဲ့စင်ဝင်ဆိုတာဟာတကယ်နိုင်ငံအဆင့်ခေါင်းဆောင်တွေတမတာတွေနိုင်ငံတကာဧည့်သည်ဝင်ကြီးတွေသူကလောသမကစသဖြင့်ပေါ့တကယ်ဒိတ်ဒိတ်ကျဲဆိုတဲ့ခေါင်းဆောင်ကြီးတွေကပထမဆုံးစဆခြေချပြီးတော့နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာတစ်ခုလုံးကိုအသက်ဝင်လဲပတ်ရဖြစ်တဲ့လွတ်တော်ကြီးရဲ့အဝင်လမ်းကြီးကြည့်တွေ့ပါလိမ့်မယ်လွတ်တော်တဲ့ဝင်တဲ့လမ်းလုံးဝပြတ်ကျပြီးတော့အထက်မှာဘာတန်ချောင်းမှမပါပဲနဲ့တချို့နေရာဝါးလေးတောင်ပေါ်နေသေးတယ်ခင်းထားပြီးတော့ပြတ်ကျသွားတာအတိတ်နမိတ်ပေါ့ ဆိုတော့အချုပ်ရှာအာဏာရဲ့စတင်တရားကြီးကိုအဝင်ကအစသဘာဝကြီးကဖြည့်ဆည်းသွားပြီဖြစ်တဲ့တကြောင်မင်းအောင်လိုင်ရဲ့အခုလာမဲ့ရွေးကောက်ပွဲတစ်ဆင့်သူ့ကိုယ်သူတမတာအကန့်ကိုသွားမဲ့အစီအစဉ်ကိုသဘာဝတော်ကန့်ကွက်နေတာဆိုတာလေးထည့်သွင်းပြောချင်တာဆိုတော့သဘာဝဘေးကြီးရဲ့အဆုံးစုံအထိဖြည့်ဆည်းမှုအန္တရာယ်ကြီးကိုကျွန်တော်တို့ကအခုကလူလောက်ကဘေးကြောင့်ပုံမဆိုးရွားစွာရင်ဆိုင်ဖြတ်ကျော်ရတာဖြစ်ပါတယ်ပထမဆုံးဘာလို့လူလောက်ကဘေးလို့ပြောရလဲ NLD အစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်အခုလိုအင်မတန်ဖြားပြင်းတဲ့ magnitude အဖြစ်မြင်မာတဲ့ ငလင်ကြီးတွေလှုပ်နာနိုင်ချေရှိတယ်ဆိုပြီးတော့တွင်းတွင်းပညာရှင်တွေကသတိပေးစုဖွဲ့ drill နဲ့ဇက်တိုက်ပြီးတော့ဆောက်လုပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေအတုံးတုံးဒီအဆောက်အုံတွေကအစအကုန်လုံးငလင်တန်းခံနိုင်တဲ့ဒီနီးစနစ်တကျရှိတဲ့ဟာတွေဖြစ်ဖို့ကျွန်တော်တို့ကိုယ်တိုင်မျက်မြင်တွေ့ကြရလမ်းခင်းသလား လိုက်တိုင်းနဲ့ဖောက်ကြည့်တယ်ဖောက်ကြည့်ကုန်းဘလောက်ခင်းတာအဆောင်ဆောက်လာပိုင်ရဲတလားဘလောက်ထိမြေအမြင့်အနေမြင့်မှာကုန်းကလေးဘလောက်ထဲလဲဖြော်ဆက်အကုန်လုံးအသေးစိတ်သူတို့ကြည့်ပြီးတော့ငလေးနှန်းခံနိုင်မှုအထိပြည်သူအကျိုးကိုရှေ့ရှုပြီးတော့အနေဒီအစိုးရလုပ်ပိုင်ခွင့်ရှိသမျှ၄၅နှစ်တော်တည်းမှာရောက်အောင်လုပ်ခဲ့ကြငလင်းစိုးဝါကြုံလာခဲ့ရင်လည်းဘလို့ဖြတ်သားမယ်ဘလို့တီးမနေတဲ့စီကူတာအဖွဲ့ကဲသေးကြီးအကူကြီးအဖွဲ့နိုင်ငံတကာနဲ့ဘလို့ဘလို့အားလုံးစတဲ့ပြင်ဆင်ထားတဲ့ဟာတွေအကုန်လုံးဟာဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းအုပ်စုရဲ့အထမအာနာတိမ်ပြီးသူတို့တကူစီးပွားနဲ့စစ်ဘိုလ်ချုပ်တစု ကိုဂျိုးစီးပွားအတွက်ပဲဆက်လက်နေပစ္စည်းတွေကိုအစမတန်ဝယ်ယူစုဆောင်ပြည်သူလူထုနဲ့တော်လိုင်းအင်အားစုကိုနှင်းနှင်းသက်ဖြတ်ဖို့ပဲသူတို့စ조사ခဲ့ပြီးတော့ပြည်သူလူထုအတွက်ကြုံလာနိုင်ခြင်းရှိတဲ့သဘောဘေးအန္တရာယ်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့တွေ၊ကယ်ဆယ်ဖို့တွေ၊ထူထောင်ဖို့တွေလုံးလုံးအစီအစဉ်မရှိဘဲနဲ့အခုဒီရက်ပိုင်းဆိုတွေ့ရပါလိမ့်မယ်။ကယ်ဆယ်ကူညီရေးဘယ်ဖွဲ့မဆိုသူတို့ရှိလို့သဘောတူညီချက်သူတို့ရှိခွင့်ပြုချက်ရှောက်ထားရမယ်။သူတို့ခွင့်ပြုမှကယ်ဆယ်ကူညီခွင့်ပေးမယ်ဆိုပြီးတော့ဒါလေသူတို့ခွင့်ပြုမှဆိုတာအခုကြည့်လိုက်ပါ လာလူသမားအကုန်လုံးအေးငါတို့ပဲပေးထားငါတို့ငါတို့ဆက်လို့မင်းတို့ပြန်မင်းတို့လုံချွေးရမင်းတို့အမမခံဘူးမင်းတို့လည်းစိတ်မချဘူးကဲစဲကူညီရတဲ့ပစ္စည်းအလုံးကိုအနုနီးနဲ့ဓမြတိုက်ဖို့သူတို့လက်ရှိဂျုံဂျုံကြနေတဲ့ဖက်စစ်ရန်နေရအတွက်လိုအပ်တဲ့စစ်တလက်နဲ့ပစ္စည်းတွေဝယ်ယူဖို့သူတို့ရဲ့ငတ်ပြတ်နေတဲ့စစ်တပ်ကခိုင်းဘက်တွေကိုကျွေးဖို့ငလင်ကဲစဲကြီးကူညီရနိုင်ငံတကာတော်လကောင်ပြည်သူ့ကပြန်လဲအလှူတော်လကောင်သူတို့အနုနီးနဲ့ဓမြတိုက်ဖို့စူးစမ်းပြီးတော့လုပ်တယ်အလူလုကပ်ဘေးကြောင့်အခုလိုကျွန်တော်တို့ကစိုးစိုးရွားရွားရင်ဆိုင်နေရတာဖြစ်ပါတယ်ကြိုတင်မြင်စမှုမရှိဘူးဖြစ်လာတော့လေကဲစဲကူညီဖို့အတွက်ကို သူတို့ကပဲအရာရာထိမ့်ချုပ်ပြီးတော့ဂိုသေးဆုပ်ပြီးအလူနီးနဲ့တကားတိုက်ဖို့ကြိုးစားတာအဲလူလုတ်ကပ်ဘေးကြောင့်အဆိုးအဆုံးအခြေအနေတွေကိုကျွန်တော်တို့ကြုံဆုံနေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနိုင်ငံတကာရောက်လူရှင်တွေနိုင်ငံတကာအဆိုးရအဖွဲ့အစည်းတွေကိုပြောချင်တာဖြစ်ပါတယ်အခုဖက်စစ်အကြမ်းဖက်အုပ်စုရဲ့လောက်ထိမ့်ချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့သိုးဝါးတဲ့ငလင်ပေးရင်ဆိုင်ရတဲ့ပြည်သူလူထုတွေကိုတကယ်ကူညီခြင်းနဲ့ဆိုရင်ဖက်စစ်အကြမ်းဖက်စေအုပ်စုရဲ့ထိမ့်ချုပ်မှုအောက်ကသွားပြီးလုံးဝပြည်သူလူထုတွေကို ဆရာခိုင်တို့20ရာခိုင်တို့တော့ရောက်ဖို့မသေးကြပါဘူး။သူတို့အားလုံးထိန်းချုပ်ပြီးတော့ရတဲ့နီးနဲ့ကိုသေးဆုပ်ဖို့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအလှူရှင်တွေအနေနဲ့အခုချိန်မှာတော့ဖက်စစ်အုပ်ချုပ်မှုအောက်ကပြည်သူတွေရဲ့နင်းနာဆုံးရှုံးမှုငဲ့ညာတော်လဲပဲခိတ္တဆောင်ဆိုင်မှာကျွန်တော်တို့တွေတိတိကျကျနော်ဦးညီနိုင်မဲ့ဖီအားတွေနဲ့စီအေဖီအားနိုင်ငံရေးဖီအားပြည်သူလူတရလုံးနဲ့အားလုံးဖီအားတွေနဲ့ဖက်စစ်အုပ်ချုပ်ထိန်းချုပ်မှုကိုကျွန်တော်တို့ပွင့်အံပွားနိုင်တဲ့အထိခဏဆောင်းဆိုင်ပြီးတော့စုဆောင်းထားပါ ထူထောင်ရေးကဏ္ဍတွေကမဖြစ်မနေလောက်အောင်ဖြစ်တယ်အခုချိန်မှာသွားပြီးတော့ COC ကိုရောက်ထူထောင်မှုပေးတာထူထောင်မှာမဟုတ်ဘူးကျွန်တော်တို့တိုင်းသားတွေကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကိုပြစ်ခတ်တပ်ဖြတ်ဖို့လက်နက်တွေပြည့်သုံးသင်ပြောင်းသွားပါလိမ့်မယ်ရိတ်ခါတွေကငလင်ကယ်ဆယ်ရေးစုသွားပေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးအဖွဲ့ကိုရောက်ရင်လည်းမိဂါမတ်တပဲရောက်ပါလိမ့်မယ်ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညာသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြည်တော်အုပ်ချုပ်ရေးနေရာတခုလုံးပြိုပြတ်သွားတဲ့ကြာသူရဲ့ဝန်ထမ်းဆိုးတွေကိုပဲပေးဖို့သူတို့အသုံးပြုပါလိမ့်မယ်ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးကိုပဲအသက်ထပ်ပြီးတော့ရှေ့ဖို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ် ဒါကြောင့်မို့လူမှုအစိုးရပြည်သူအစိုးရ NGO နဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးပြည်ပကူညီချင်းဖြစ်စေနိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတပါဖြစ်စေဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးတော့ရောလှူပေးပါဆိုသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားခြင်းပါတယ်ခင်ဗျအဲ့တော့လူလုတ်ကဖေးကြီးကိုကျွန်တော်တို့အများဆုံးကြော်လွားပြီးတော့နောက်ဖြစ်လာနိုင်ခြင်းရှိတဲ့သဘာဝကဖေးတွေကိုအကောင်းဆုံးရုန်းကန်ကြော်လွားဖြတ်ကျော်နိုင်မှုအတူတူစူးစမ်းနိုင်မှုနိုင်ငံရေးစနစ်ကောင်းဖို့လိုပါတယ် ဒါကြောင့်ကျွန်တော်တို့အားလုံးနွေးတော်လိုင်းရဲ့အပြည့်အစုံအောင်မြင်သည့်အထိအမြန်ဆုံးနဲ့အောင်မြင်နိုင်တဲ့နည်းလမ်းတွေကိုအတူတကွဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့လို့ဆိုလို့ဆောက်လိုက်ပါတယ်ဗျကဲနာဘူဂျီနီမျိုးစင်ပြောတဲ့တဲ့ရင်လေးတကယ်အားရပါတယ်နော်ဘူဂျီမီနီစင်ပြောတဲ့ပေါ်အပရိဂျာမင်တုံတချလေးတွေကိုကမမရေးပြချပါဆက်လက်ပြီးမှာနော်ကိုဟိဘူဘူချောတန်စပီဒ်တရင်လေးလက်စကြည့်လာကြအောင်အဒီဗီဒီယိုတွေကတော့လက်ရှိကျွန်တော်တို့ အတ်ခွေငလင်းနဲ့ပတ်သက်ပြီးတော့လက်ရှိမြေပြင်မှာဖြစ်နေတဲ့ဟာတွေကြားနေရတဲ့ဒိနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်အမြင်နဲ့ကျွန်တော်ပြောပါမှာဖြစ်ပါတယ်အခုကျွန်တော်ကြားပါပေါ့ပထမဆုံးအနေနဲ့တည်ဆုံတဲ့လူတရားကို၁၀သိန်းပတ်မှုပေးမယ်ပြီးပြူချနေတဲ့အိမ်လူတွေဘလို့ပေးများလို့မပြောသေးဘဲနဲ့ပတ်မှုပေးမယ်ပါ၁၀သိန်း၁၀သိန်းထိုင်းနိုင်ငံမှာပတ်တတ်ထိုင်းနိုင်ငံအဲ့လောက်ထိ ်ဝင်ဝင်မရတာဘူးအဲ့လောက်ထိသူများကုညီမှုမရတာဘူးကျွန်တော်က25နိုင်ငံနိုင်ငံမလေးရှားတကူတွေ10တန်းလို့တယ်ကျန်တာအ ਨੇ ဆုံးမလူသူ2တန်း3တန်း4တန်းလူကြတယ်25နိုင်ငံတော့ရှိတယ်ကဲဘယ်လောက်ရမလဲကိုကိုတွေ့ကြည့်ပြီးရင်ကျွန်တော်တို့တန်း140လောက်ရှိတယ်ဒီပစ္စည်းတွေလင်းကွင်းမှာကုညီကျစေပစ္စည်းတွေပြရမှာမလားကျွန်တော်မသိဘူးကျွန်တော်ကြားဘူးလားတကူရှိတယ်အာတက်တွင်ရလူတယောက်ပြောပြတာ ဘူးချုပ်ကြီးတွေဆိုရင်ဒီလိုသူတို့လက်ထက်ကြရင်ဥပမာသူတို့တိုင်းဒီတိုင်းတော့ဥပမာသူတို့လက်ထက်ကြရင်သူတို့တွေးတာရှိတယ်ဟာငလင်လောက်တာပြည်ကြီးတာပြည်တခုခုဖြစ်စေခြင်းပဲဘာဖြစ်လို့မဆိုင်ရလဲဟွန်းတဘာဘီရနေဆိုင်ရနေတော့ပဆိုင်ရလို့အဲ့ဒီပဆံသုံးကြီးတော့နာခင်မှာတကောင်တကောင်သိတယ်ကောင်ကောင်အိတ်တဲ့ကောက်ထည့်လိုက်တဲ့အရာသာအောင်ခထားလိုက်ပါဒီကောင်တွေဒါလုံနေကြဆက်သုံးမကြတဲ့ကိစ္စလုံနေကြအဲ့တော့ဘာမှပြောမနေတော့မောတယ်အဲ့တော့ကျွန်တော်နိုင်ငံတော့တီးတဲ့တိုင်မလေးအခုအဖြစ်ပြမှာကျွန်တော်မှာဘလောက်ခံစားလဲ ောက်လျှောက်ဆိုရင်နာခင်ကိုဗစ်ရေဘေးအခုငလင်းဂျာတမဘူမတိကိုမစီနဲ့တိုးတက်နေတဲ့ဆဲနိုင်ငံလေးကိုအာဏာထားသိမ်းလိုက်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံသားတွေအားလုံးခွေးတလုံးဖြစ်ခဲ့တာအခုတို့လေးနှစ်ရှိပြီဂျာတမအခုတဘာဝဘေးရနေရနေနဲ့ကွင်းနေတာပေါ့ဟုတ်ပြီကျွန်တော်တို့လက်ရှိအဖြစ်အပျက်တွေမှာ ကျွန်တော်တွေးရတာလေးဒီပြောရင်မဒက်ဘော်ဒီထဲတဲ့အိတ်တွေလိုတယ်ကျွန်တော်တို့ပြောလိုက်အာဒီကုညီကယ်ဆယ်ရေးအဖွဲ့တဲ့ဒက်ဘော်ဒီထဲတဲ့အိတ်တွေကိုຢာထောင်ကြည့်ပြီးဝဲပို့ပေးကြတယ်ဟေးမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်ရည်သက်နေပို့လို့ဒါဆိုရည်သက်ကားတွေနဲ့တိုက်မြန်မာလူမျိုးတွေပရိုက်တာစိတ်အာနောက်တော့ငွေသားပဲလိုတယ်ပစ္စည်းတွေလက်ပေးလို့ဘာလို့လို့ရမှာလဲဟုတ်ပြီအဲ့ဒါဆိုသူတို့တက်နိုင်သလား စကူလေးလေးနဲ့တနိုင်ငံတအိမ်ဘလောက်ဘလောက်ဘလောက်ဆိုလိုက်ပို့ပေးကြပြန်ကိုကြီးမချိုးစားကြပြန်ဒီအဖြစ်ဖြစ်တဲ့အားလုံးကိုကျွန်တော်ခြုံကြည့်လိုက်တဲ့အခါကျရင်ပြည်သူကနေပြည်သူတို့ဆိုပဲကိုကြီးနေလာတွေ့ရဒီမတိုင်မီဟိုဂျပုခွေတလောင်းသားပြောတာရှိသေးတယ်ပြည်သူကပြည်သူတို့ကိုကြီးပေးပါတယ်ဟုတ်ပြီအဲ့ပြည်သူအချင်းချင်းကိုကြီးရမယ်ဆိုတဲ့စကားရုတ်တရက်ချင်းမှန်တယ်ဗျဒါပေမဲ့ပြည်သူမပြည်သူတို့ကိုကြီးတယ်ဆိုတာက အုတ်ချုပ်တဲ့အစိုးရတောက်တုံးမကြလို့မကောင်းတဲ့အခါကျတော့မှပြည်သူကပြည်သူကိုကူညီတာဗျဒီကိစ္စကတဘာဝဘေးရနေကိစ္စပြည်သူကိုကြည့်တဲ့အစိုးရပြည်သူကိုအားကိုးတဲ့အစိုးရတရစနစ်ကြတဲ့အစိုးရတရဆိုဒီတဘာဝဘေးရနေကကျွတ်တမြင်စင်တာပြီးသားဒီတဘာဝဘေးရနေရဖြစ်ပေါ်လာရင်ဘာတွေလုပ်ရမလဲဆိုတာကြိုတင်ဖွင့်တယ်ဒါတွေက national level အဆင့်နဲ့လုပ်ရတဲ့အလုပ်တွေထင်းနေဖွဲ့ပြီးတော့ကူညီကယ်ဆယ်ရမယ့်အလုပ်တွေအခုဟာကြည့်ပါ ဟာမေရာပူရာမှာဘလောက်ပြပြပြီးအင်းမမှာဘလောက်ပူစကိုင်းမှာဘလောက်ပြပဲကိုကကိုပြည်သူလူထုချင်းချင်းဒီ information is ပြန်ညအင်တာနက်ကနေတဆင့်တချို့ကလည်းအကြံပေးကြတချို့တီးတဲ့လူရောမတီးတဲ့လူရောလည်းတီးအောင်တီးတဲ့လူရောမတီးတဲ့လူအောင် share ပေးကြတတ်နိုင်နိုင်လေးလုပ်ကြတယ်ဘာတွေလုပ်တင်လဲဟုတ်တယ်လားအဲဘာတွေကမလုပ်တင်ဘူးလဲဒါမျိုးတွေပေါ့ဗျာရှေ့ပြဟောတာတွေရောလုပ်တင်တာတွေရောထားပါပေါ့အလူပေးတဲ့အဖွဲ့တွေစုံနေ ကြားတာနဲ့အစင်းသေးကျွန်တော်တို့တော်တော်များများကနေပြီးတော့တယောက်ๆကူညီကြတယ်။ဒါခုလေကြားမှာပေါ့ဝင်လူကြတာတွေအတချို့နေရာမှာပေါ်နေတများတိုက်နေကြတာတွေတချို့နေရာမှာတကယ်ဒုက္ခမရောက်ဘဲတနေရာထဲမှာပုံနေကြတာတွေတကယ်ဒုက္ခမရောက်တဲ့နေရာတွေမှာသွားဝင်နေကြတာတွေအခုချိန်ဒီမှာပေါ်လာသေးတဲ့အလောင်းတွေစုပုံတွေစုပ်ပုံတွေပြိုကျခန်းကြီးအိမ်နေနေစရာအိမ်မရှိလို့အော်ကိုအိမ်လေး ပြိုမှာကြောက်လို့ဆိုပြီးတော့လမ်းပေါ်မှာထွက်ပြီးတော့အိတ်နေကြတဲ့လူတွေယာထောင်ချီးတဲ့လူတွေပေါ့ဗျာတော်တော်လေးကိုစိတ်မချမ်းသာဖြစ်ရတယ်ဗျာတယောက်နဲ့တယောက်တစ်ခုခုဖြစ်ရင်တော့မှဘယ်စည်းုံတင်လို့တင်ရမှာမသိဘူးဟိုချိုးတဲ့လူကနာတဲ့လူကဘယ်နဲ့ထပြေလို့ပြေးရမှာမသိဘူးအခုဆိုလာတော့မယ်ဝန်ပြောဝန်လျှော်ယောဂါတွေအတေးတော့သွားနေဒါမျိုးတွေလာတော့မယ်အခုဆိုလက်ကြည့်တိုက်တယ် ဒီပြူကြလူစဲတိုက်တရားနေတယ်လားမနေတယ်လားဟိုတို့ကအင်ဂျင်နီယာတယောက်နဲ့စကားပြောပြတယ်ပြောပြတဲ့ခါကျတော့တို့ကအကြောင်းပေါ်ကြည့်ရတာဗောနော်အဲ့ဒါပြောနေတယ်ဒါတွေကပညာရပ်ပိုင်းဆိုင်ရအဲ့တော့ပြည်သူလူထုကမသိဘူးသူ့အိမ်ကပြူကန်နီလားမပြူကန်နီလားမသိဘူးအဲ့ဒါတွေစုဖို့တော့ဘာလုပ်ရလဲဆိုတော့အခုတွေ့နေရတယ်ကိုယ်နဲ့ပတ်သက်တဲ့လူတွေပတ်စံပေးပြီးနှားပြီးအင်ဂျင်နီယာတွေတက်တိနားလေတဲ့ပညာရှင်တွေခေါ်ပြီးတော့ဆက်စီခိုင်းနေရတယ်အမှမှဒါအစိုးရလုံးဝမလုပ်ဘူး national level အစိုးရလုံးဝမလုပ်ဘူးဒါ team one ကုညီတဲ့လူကုညီစီယုံစီကံတော့ကုညီတဲ့ဒီမက်ဒီကယ်အသင်းအမေရိကန်အသင်းသားဒီလူမျိုး license အဆုံမောရအခုချားရပါတယ်ရှိသေးတယ်ကျွန်တော်တို့ဒီအိမ်တော်မှာအရှိတသမိတ်ဘလောက်ထွက်ရင်ဘလောက်ဒဏ်ကိုရရမယ်ဆိုပြီးကိုပ္ပဆန်နဲ့ကိုပ္ပလူတော်အမိုက်သိမ်းနေရတာတွေကြားတယ်စဉ်းစားကြည့်ဗျာဘလောက်ဒီအတုံးမကြတဲ့အစိုးရဆိုအဲ့ဒီအတွက်ငွေသူတို့မှအစင်းသိရှိတယ်သူတို့သူတို့ဓာရီမထုတ်ဘူးအခုလက်ရှိပဲကြည့်သူများလူလာတဲ့ပတ်စံမှာ၁၀သိန်းနဲ့တည်တယ်လူ တည်တဲ့လူမဆင်သိရမှာတော့အခုမိုးရွာအခုလေမုန်တိုင်းလာတော့ငါလင်လို့တော့မသိတာကျွန်တော်လက်ခံအခုမိုးရွာပြီလေမုန်တိုင်းလာပြီဒါတော့အားလုံးသိတယ်ဘာတွေကြိုးတည်ပြစင်တာဝိုင်လေဒါချူသိနေတဲ့အလုပ်တွေဒီမိုးရွာလာတော့လေမုန်တိုင်းလာတော့အခုဘာပြင်စင်တာလဲဘာမှမပြင်စင်တာဘူးဘာဖြစ်လို့လဲဒီလားခုလက်ရှိအခြေအနေကဘာပဲဖြစ်လာဖြစ်လာဥစ္စာမလို့မရှိဘူး ဥဆောင်နေတဲ့အစိုးရလည်းမရှိဘူးဥဆောင်နေတဲ့အဖွဲ့အစည်းလည်းမရှိဘူး guideline လည်းမရှိဘူးဒါပြီးရင်ဘာလုပ်ရမလဲဆိုတာကိုလည်းဘယ်သူမှမသိဘူးတိတဲ့လူတွေကလည်းမကူနိုင်ဘူးဘာဖြစ်လို့စီစဉ်နေမရှိမလဲဘယံပတာဖြစ်နေတာစုစည်းမှုမရှိဘူးဘိုင်နေရမှာဘာလုပ်နေတာကိုလည်းအတိအကျမသိဘူးဗျအလူအခုကူနေတဲ့လူတွေလည်းဟိုနားလေးလိုက်ကူပြီးလိုက်ဒီနားလေးလိုက်ကူပြီးလိုက်တကယ်တော့ဘာဘေးရနေကြတော့လူတွေကကူဖို့အတွက်လူတွေသွားကြတယ်စက်ပစ္စည်းတွေရန်နေရတဲ့လူတွေထိုင်ကြည့်နေရုံမတက်နိုင်နိုင်တယ်လောက်ပဲလုပ်လို့ရတယ် အဲ့ဒီဂျန်နေရတဲ့စက်ပစ္စည်းတွေအစင်းနဲ့တို့မှရှင်းနေရမယ်မရှင်းနေဘူးထားလိုက်ပါဒါတွေကယုံနေပါပဲမတည်သေးတဲ့လူတွေတည်ကုန်ကြတယ်ကျွန်တော်တို့အရှိပါပဲအခုဆိုရင်ဒီကောင်တွေဘက်ချိန်ညတော့လီးတောင်းကြော်လို့ပြောနေတယ်ဟုတ်တယ်ဘာဒုမအပြစ်လိုက်မပြောနေနဲ့ပေါ့အခုကျွန်တော်ဆိုအပြစ်ပြောတော့ပါဗျာအချင်းချင်းကူညီပဲဆိုမှာဟုတ်ပြီအချင်းချင်းဘယ်လောက်ဒီကူညီပေးနိုင်မလဲအချင်းချင်းကူညီကြရအောင်ဘာဒုမပြစ်မပြောနဲ့အချင်းချင်းဘယ်လောက်ကူညီနိုင်မလဲ အားလုံးကလူတို့ငွေရတဲ့ဟာလေးနဲ့စုစည်းလက်လူကြတာမဟုတ်ဘူး။အော်တော့လူတဲ့လူတချို့လဲဗီဒီယိုကင်မရာကြီးတွေတကားကလည်းဘာကြီးလုံးနေတာလဲ။တကယ်တကယ်ဒုက္ခရောက်နေတဲ့လူတွေကျွန်တော်တို့ချမ်းသာတယ်ခင်ဗျားတို့ချမ်းသာတယ်လူတွေအများကြီး။အဲ့လူတွေခင်ဗျားတို့တကယ်တကယ်လက်လူမေးတာထိရောက်ရလား။အဲ့လူတွေရရလား။အဲ့ဒါကိုလည်းပြန်စင်စားအောင်အဲ့ဒါတွေတော်တော်မျက်စိနှောက်တယ်။အခုတနေ့တမိုင်ကွန်ကြီးကေစေးကြီးလုံးနေတဲ့လူတွေတော့မှဒီစစ်အစိုးရကောင်းတယ်။ဘယ်သွားမှလဲ။ဘာလုံးမှလဲ။ပတ်စံနေတောင်းလန်ခီးတွေပိတ်ပင် တည်င်းနေရစားအမှောင်ချလုံနေတာအခုကကျွန်တော်တို့ရေတန်းဝေးခောက်ဆွဲကြောင်ဝေးရမယ်အစ်စင်မဟုတ်တော့ဘူးစင်တကြီးမျိုးပြက်ကြီးလို့ရှင်းနေတာအင်းဒါတွေကစနစ်တကျနဲ့ပေါ်ထုံးရမယ်စနစ်တကျနဲ့လုံရမယ်တကယ်တင်းဝန်းအားလုံးစုစုစည်းစည်းလုံရမယ်အလုံးအခုဒီဘာမှမလုပ်နဲ့အခုဒီမသေးသေးမသေးတဲ့လူတွေနောက်ဆုံးအလောင်းတော့ပင်နှက်ရှိလို့ရှိမှမသိဘူးကျွန်တော်ဒီတိုင်းအပုံလိုက်စခိုင်းသူတမျိုးလို့ ဒါတွေကနိုင်ငံတော်အဆင့်လုံးဝမဲ့ကိစ္စတွေပြ National level နဲ့လောကမှာထိန်းချုပ်လို့မလုပ်ဘူးလူတွေတိုင်းတိုင်းတပိုင်းလိုက်ကူနေရမယ့်အလုပ်တွေမဟုတ်ဘူး step by step အဖို့အစည်းနဲ့အင်းအားတောက်တောက်တင်းတင်းနဲ့လောကမှာလုပ်တယ်ပြန်လဲထူထောင်ရေးလုပ်တော့ကြွချက်ပညာရှင်တွေရဲ့ဟွကြိုးကြချက်အရာဆိုရင်အခုပြည့်စည်ယူရင်းတာတွေက7 billion နဲ့ billion တရာကြားထဲမှာရှိတယ်အဲ့အတွက်ပြန်လဲထူထောင်ရေးလုပ်ရင်တော့မှ3နှစ်နဲ့5နှစ်ကြာမယ်ဆင်းရဲကြတော့ဒီလိုမျိုးဘယံပတ်တာ ပေါ်လို့ပေးစားမဟုတ်ဘူးเนาะစနေတကြလုံးရင်တော့မှာအဖွဲစည်းတွေနဲ့စနေတကြနိုင်ငံခြားအကူအညီတွေနဲ့လုံးရင်တော့မှာ၃နှစ်ရနေ၅နှစ်တိကြာอืมအဲ့လိုကျွန်တော်မေးခြင်းတယ်အဲ့စကားစားနောက်ထပ်ခင်းနေလုံးရင်ရော နောက်ထပ်ရေကြီးအောင်ပါပဲနောက်ထပ်ကပ်ပြီးယောဂတွေ quantum mist တွေဖြင့်ရောကျွန်တော်နောက်တစ်ချိန်နောက်တစ်ချိန်နောက်တစ်ချိန်နောက်ထပ်နောက်ထပ်ဖြစ်လာရင် ကျွန်တော်ဒီလိုပဲမဆုံးဆုံးသင်မနဲ့လူအသက်တွေဆုံးရှုံးရမှာဒီအစိုးရကိုအားကိုးနေသည်ကျွန်တော်တို့ဒီအစိုးရရှိနေသည်ကျွန်တော်လူမျိုးတွေဒီလိုပဲဖြစ်နေမှာဟွန်းအဲ့အတွက်နောက်ဆုံးနေ့နဲ့တကူပြောပါစီလင်းနေရှိပါပြီစစ်ပြီးဖြစ်နေတာအဲ့ဒီဟာကိုလည်းကုညီကြပါဒီအစိုးရမြန်မြန်ပြုံးပါကျွန်တော်တို့ကောင်းမွန်တဲ့အနာဂတ်ကိုရောက်ပြီဟုတ်တယ်ဒီလောက်ပါပဲဟွန်းကျွန်တော်အဲ့ဒါပြောချင်တာ ဟုတ်တယ်ဟုတ်တယ်နော်မြန်မာနိုင်ငံသားတယောက်ရဲ့တန်ဖိုးဟာစေတိန်နဲ့လုံးဝနော်မတန်ပါဘူးနော်ဒီလောက်နော်ခံစားနေရတဲ့ပြည်သူတွေနော်အသက်ပြည်ပြည်မှာခံစားနေရတဲ့ပြည်သူတွေမိသားစုမဆုံးတော့တဲ့ပြည်သူတွေအဲ့ဒါမှကနော်နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့မရှိတော့နဲ့ပဲနဲ့လမ်းမေးမှာအိမ်နေရတဲ့ပြည်သူတွေ သူတို့ခံစားချက်နဲ့သူတို့ကြုံနေရတဲ့ဒုက္ခတွေနဲ့ဒီစေတိန်နဲ့လုံးဝတန်ကုန်မတန်နာနော်တယောက်မှာအ ਨੇ ဆုံးဒိန်း၂၀၀300လောက်ပြီးတဲ့နာဒီစေတိန်လေးကဘယ်သူကအငတ်ခံမြင်ဘယ်သူကအာရပါရစားနေရမှာလဲပြောဟမ်ပါဒီလဲကွာဒီတမရာယူဒီအာနာယူခွေးတောင်စားရဲ့လိုရက်ကတော့ကြည့်နဲ အဲ့ဒါကိုတောင်မှအားပြီးတဲ့ဘောမှတတိုင်ရှိနေတယ်အန်အောပါနော်ကဲကဲကဲငါမပြောချင်တော့အာကုတ်တူမြရတော့နော်ပရိသတ်ကြီးတော့ပဲပြောပြကြလာပါပြောပြလိုက်ကြပါတော့နော်ကဲတရံဒီလိုပါပဲအဆုံးထိကျေးဇူးပြုတဲ့သူရောက်ရှိတဲ့အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တရံဒီလေးယူနေပြန်ဆောင်ကြရအောင်နော်ကဲ